မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာသင်တန်းမှာကြိုဆိုပါတယ်ကျွန်တော်နာမည်နိုင်လေးဦးပါခင်ဗျာအဲကျွန်တော်ဒီနေ့တို့ပရင်တာတွေမှာကောင်တာကုံသွားရဆိုလို့ရှိရင်ကျွန်တော်ပရင်တာတွေထုတ်လို့မရရှိပါတယ်ဥပမာတို့ကကန်တော်တို့ဖြစ်ဖြစ်ပေါ့အဆွန်တို့ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်သုံးတာကတော့အဆွန်ပဲသုံးပါတယ်အဆွန်ဆိုလို့ရှိရင်ကျွန်တော်တို့အဲသူ့ရဲ့ပေါ့နော်ကောင်တာစာရွက်ထုတ်တဲ့အရေးအတွက်ကန့်သတ်ချက်ကုံသွားရဆိုလို့ရှိရင်ဆက်ထုတ်လို့မရတော့ပါဘူးဆက်ထုတ်လို့မရဘူးဆိုလို့ရှိရင် မကိုဘပင်တာမှာကမိသီးလေးရလင်းနေရပါတော့ဒီလိုမျိုးလင်းနေရဆိုလို့ရှိရင်ကျွန်တော်ကဟိုထုတ်လို့မရတော့ဘောနော်အပြင်မှာကျွန်တော်ကဒီဟိုဆိုင်တွေကိုပေါ်ပင်တာ service ဆိုင်တွေကိုတွားပြင်မယ်ဆိုလို့ရှိရင်တော့အဲ9000 6000ပေါ့နော်ဟိုဒါကတော့နေရာဒေသအလိုက်ဈေးနှုန်းလေးဝန်ဆောင်မှုလေးဟိုပေးရပါရဲ့နော်ဈေးနှုန်းလေးပေးရပါရဲ့အခုကျွန်တော်ကတော့ဘောနော်ဒီပညာဒါနအနေနဲ့မျှဝေပေးရပါခင်ဗျဟိုဒီလိုမျိုးပင်တာ counter reset ကြုံတွေ့နေရတဲ့ဘောနော်မိတ်တူ ဘာလို့မိတ်သူဖွင့်ဆိုင်တွေမိတ်သူဆိုင်သမားတွေတို့လည်းအဆင်ပြေရကိုအเจ้าမှာရုံးနေမှာဆိုလို့ရှိရင်လည်းဘောနော်ဒီလိုမျိုးအဲ့ဒါဒီလိုမျိုးပြဿနာလေးပဲဆိုလို့ရှိရင်တော့ဆိုင်သွားเสียရမလို့ပဲ ਨੇ အစင်ပြေသွားပါလိမ့်မယ်ကိုကတကယ်လို့မျိုးနဲ့အလံဝေးရဆိုလို့ရှိရင်လည်းကိုပါသားကျွန်တော်ဒီ လောက်ရမယ့် software လေးကိုလည်းကျွန်တော်အပေါ်မှာ link လေးနေနဲ့တင်ပေးထားပါမယ်ခင်ဗျာဒီ link လေးကို down ပြီးတော့အခု video လေးကိုအတိုင်းအဲကြည့်လို့မယ်ဆိုလို့ရှိရင်လည်းဒီအဲ error လေးရကိုယ့်ဘက်ကိုလည်းဖြေရှင်းတတ်ပါလေခင်ဗျာ okay ဒါဆိုလို့ရှိရင်သင်ခန်းစာလေးကိုစလိုက်အောင်ခင်ဗျာအတင်းငါးစာစဖို့တော့ဆိုလို့ရှိရင် software လေးလိုပါတယ် software လေးကတော့ကျွန်တော် link လေးနေနဲ့ပေါ်တင်ပေးထားပါမယ်ခင်ဗျာ software လေးကိုကျွန်တော် ACC ထဲမှာရှိပါတယ် software လေးနံပါတ်ဒါလေးပါเนาะအစွန်အဲသူက310လေးရ 130ရပါတယ်အဲသူနော်220ရရဲ330ရပါတယ်360ရပါတယ်ကျွန်တော်ခုစမ်းပြမှာတော့360နဲ့ပါနော်ကောင်တာ reset ဖြည့်တဲ့နီးလေးပါအဲ့တော့ဒီဒီ forward လေးကိုဖွင့်ပေးလိုက်ပါ Okay ဒီထဲမှာဆိုလို့ရှိရင်အပေါ်ဆုံးမှာရှိတဲ့ဒီ software လေးကိုဒီအပေါ်ကောင်လေးကို20ဆက်တိုင်းနှိပ်ပေးလိုက်ပါခင်ဗျာ။ Okay နှိပ်ပြီးရင်ခဏလေးစောင့်ပေးလိုက်ပါနော်။ Okay ကြာရင်ဒီပုံစံမျိုးလေးပေါ်လာပါလိမ့်မယ်။ကို ကိုကဘောနော်ကိုလှုပ်ရှင်တဲ့ model ကိုရွေးပြရပါတော့ model ရွေးဖို့အတွက်ဆိုလို့ရှိရင်ဒီ select ဆိုတာလေးကိုနှိပ်ပေးလိုက်ပါခင်ဗျာ select မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ model နဲ့ပေါ့ကိုယ့်ရဲ့ model number ကိုနောက်မှရှိတဲ့ဒီမြားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါခင်ဗျာကျွန်တော်အခုကစမ်းပြမှာ360ဖြစ်တဲ့အတွက်360ဆိုတာလေးကိုရွေးပေးလိုက်ပါ Okay ဘောနော်အဲပုံစံလေးကဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်ကျွန်တော်ဘောနော်ဒီ printer တွေ ကောက်โอเคရောဒီလိုမျိုးပုံစံပါဒီလိုမျိုးပုံစံအနီလေးလင်းနေမယ်ဆိုလို့ရှိရင်ဒါထုတ်လို့မရပါဘူးเนาะနောက်တစ်ခုကဆိုလို့ရှိရင်โอเคဒီလိုပုံစံမျိုးလေးเนาะဒီမီလီမီတီလေးတစ်ခုကဗျန်တူလင်းနေမယ်ဆိုလို့ရှိရင်သူကလည်းပေါ့เนาะဒီပင်တာမှာကောင်တာရဇက်ကုန်နေပါရယ်ဆိုတော့အဲ့ဒါလေးကိုပြနေပါလိမ့်မယ်เนาะအဲ့ဒါလေးကဘယ်လိုပုံစံမျိုးလေးလဲဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါလေးကဒီပုံစံမျိုးလေးပါเนาะโอเคအဲ့ဒါโอเคเนาะဒီလိုပုံစံအဲ့ဒါမျိုးလေးအနေနဲ့ဘောက်လေးနေနဲ့ သူကနေပြီးတော့ပြနေပါလိမ့်မယ်ဒါဆိုလို့ရှိရင်တော့ကောင်တာရက်ဆက်ပေါ့နော်ကုံသွားပြီဆိုတာလေးကိုပြပြနေပါလိမ့်မယ်အဲ့တော့တော့ဒီဒီလိုပုံစံမျိုးလေးပြနေရဆိုလို့ရှိရင်ဒီ software လေးကိုအသုံးပြီးတော့အလွယ်တကူပြလို့ရပါတယ်နော်အဲ့တော့ဆက်နောက်တော့ကျွန်တော်တို့ဒီမှာ model number ကိုလည်းရွေးပြီးသွားပြီပြီးသွားလို့ရှိရင်အောက်ဆုံးမှာတော့ဒီ auto selection ဆိုတာလေးကိုထားထားပေးရပါမယ်ပြီးရင် okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးတော့ရှင်ဒီ particular adjustment မဟုတ်ဆိုတာဒါလေးကိုတစ်ချက်နေပေးလိုက်ပါခင်ဗျာကိုယ့်ရဲ့ printer နဲ့ computer နေရာတော့ချိတ်ဆက်ထားဖို့လိုအပ်ပါတယ်ခင်ဗျာ printer ကိုလည်းတို့ကဗောနဒီ power ဖွင့်ထားပါ printer ရဲ့ data ကျိုးကိုလည်း computer နဲ့ချိတ်ဆက်အဒီ whistle pack ဒီ counter ဆိုတာလေးကိုဒါလေးကိုတစ်ချက်နှိပ်ပေးပါခင်ဗျာဒါလေးကိုတစ်ချက်နှိပ်နှိပ်ပြီးသွားရင် okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ โอเคဒီမှာဆိုလို့ရှိရင်ဒီ main pass counter ဆိုတဲ့နေရာမှာအမှန်ကြီးလေးရှင်းလိုက်ပါပြီးတော့လို့ရှိရင်ဆက်စွာလေးကိုနှိပ်ပေးလိုက်ပါခင်ဗျာโอเคအဲဒါလေးကိုခဏစောင့်ပေးသွားရင်ရသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီ main pad counter ဆိုတာလေးကိုအမှန်ကြီးလေးရှင်းပြီးတော့ဒီ install ရဲ့ဆိုတာဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါခင်ဗျာပြီးရင် okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါအခုဆိုလို့ရှိရင်ပရင်တာလေးကိုဖွင့်ထားဖို့လိုပါရယ်နော် Okay, sorry, do I believe turn off? Bring that bill nearby. Okay. Video resolution, you are the daddy. Oh, imagination, but not imagination. Video solution. Internet of daddy. Oh, this is the video. OK, so I'll need be like, no? Sorry. Oh, the pin are they open? Be up, no? You know, pin are they open? Where are they? OK, be dying. It's not all you need be like, OK, so I'll need be like, no? OK. ဒါဆိုလို့ရှိရင်တော့ကျွန်တော်က install ပြီးတော့လုပ်ပြီးသွားပါပြီ။ကိုယ့်ရဲ့ပေါ့နော်ဒီ computer လေးကို sorry printer လေးကိုပိတ် printer လေးကိုပိတ်ပြီးသွားပြီဆိုလို့ရှိရင် ဒါတော့ပြန်ဖွင့်ကြည့်လိုက်ပါပြန်ဖွင့်ကြည့်ပြန်ဖွင့်ပြန်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီဒီလိုမျိုးမီးလေးရင်မလင်းတော့ပါဘူးเนาะအဲဒီလိုမျိုးအဲဒီလိုမျိုးမီးသီးလေးရင်မလင်းတော့ပါဘူးမီးလေးရနေပြီးတော့ပိတ်သွားပါလိမ့်မယ်ခင်ဗျာဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ပရင်တာကိုကောင်တာရီဇက်ကိုဆိုင်သွားစရာမလိုဘဲနဲ့ကိုယ့်ဘာကိုပြန်ပြီးတော့အလွယ်တကူနဲ့ကောင်တာရီဇက်ကုံသွားရဆိုလို့ရှိရင်အလွယ်တကူဖြီးလို့ရပါခင်ဗျာဒီလိုမျိုးလေးပေါ်လာရဆိုလို့ရှိရင်တော့ပရင်တာလေးကိုပိတ်ပြီးတော့ပြန်ပြီးတော့ဖွင့်ကြည့်လိုက်ပါခင်ဗျာโอเคအဲဒါဆိုလို့ရှိရင်ဒီနီလာလေးတိုင်းလောက်ကြည့် အဲလိုက်လောက်ကြည့်လို့လည်းရမယ်လို့လည်းထင်ပါတယ်နော်ခုဆိုလို့ရှိရင်ကျွန်တော်ရဲ့ပင်တာလေးကိုခုကကျွန်တော်အဲပြန်ပိတ်ပြီးတော့ပြန်ပြီးတော့ဖွင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တွေ့ရပါလိမ့်မယ်ဒါလေးရပင်တာလေးကိုပိတ်လိုက်ပါ යි โอเคဒါဆိုလို့ရှိရင်ဒီနီလန်းလေးကိုရမယ်လို့လည်းထင်ပါတယ်ခင်ဗျာโอเคအဲဒီနီလန်းလေးကမိတ်ဆွေတို့တို့လည်းအဲအကျိုးရှိမယ်လို့လည်းထင်ပါတယ်ခင်ဗျာ โอเคအားလုံးလည်းအဆင်ပြေပါစေတကယ်လို့အဆင်မပြေရနားမလည်ရခုခုရှိရဆိုလို့ရှိရင်အဲဗီဒီယိုလေးရဲ့ comment လေးမှာသို့မဟုတ်ပိတ်ချက်ပေါက်လေးမှာဝင်ရောက်ပြီးတော့မေးလို့ရပါတယ်ခင်ဗျာโอเคအဲဒါလေးကို finish ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်နော်โอเคပြီးရင်အာโอเคโอเคဒါဆိုလို့ရှိရင်အားလုံးလည်းရမယ်လို့ထင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေပါစေခင်ဗျာ